အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဇာတ်ဆရာကြီးချွေဦးတောင်းရေးသားထားတဲ့ယရနာပုံလို့အမည်ရတဲ့အခန်းစဲဝတ္ထုလေးရဲ့အပိုင်း34ဖြစ်ပါတယ်ခင်ဗျာနားတော်တာသင်ပေးကြပါအောင်ခင်ဗျာယရနာပုံအပိုင်း34ခင်စင်ကြီးဒီမိလောင်ကြီးတန်းရကြောင့်ဆေးရုံနဲ့၃လခန့်နေပြီးနောက်ယောဂပြောက်သဖြင့်ဆေးရုံမှဆင်းလာလေ၏ခင်စင်ကြီးရုပ်လက္ခဏာမှာရှေးကာကနေအလင်းမတူရှိတကယ်လို့အမရွတ်တို့ဖြင့်ပြေး၍ ခုသည်ဆွဲပြီးတကယ်တို့ဆွတ်ဆွတ်ဖြူလျက်မျက်နှာ၌လည်းမျက်လုံးမှသည်နှာခေါင်းတို့ဖြတ်၍မေးတို့ထီအောင် အမာရွကြည်တခုသည်အရေချင်းပြဲ၍လူယုံကိုမြမမတ်မိနိုင်အောင်ရှိလေ၏မျက်လုံးသည်လည်းအမာရွရှိသည့်အတွက်တစ်ဖက်ကျဉ်ကျဲနေပြီးတကယ်တို့ရှိသည့်အပြင်ရှေ့သွားတစ်ချောင်းသည်လည်းကျိုးသွားသည့်ဖြင့်စကားပြောသည့်ခါ၌လေးထွက်ကုန်၏စပင်သည်လည်းမီးလောင်သည့်ဖြင့်တထွာခန့်မျှသာကြံရှိ၍အချို့နေရာတို့၌ကွက်၍ဖြူလျက်ရှိကုန်၏ မိလောင်သည့်ဒဏ်ရာကြောင့်ဤကဲ့သို့ရုတ်ပြက်ဆင်းပြက်ရှိနေသည့်အတွင်မိမိသေးပြီဟုသတင်းစာတွင်ရိုက်ထားပြီးဖြစ်သည့်အတိုင်းမိမိနှင့်ရှေးအခါကတည်ကျွမ်းဘူးသောသူတို့နှင့်တွေ့ဆုံမိကမိမိအားမမှတ်မိစေလို၍အယုတ်အစင်းကို ပြက်တီထက်ပြက်စီရန်ကြံဖန်၍ဝတ်စားလိမ့်၏ဆွေမျိုးသွားကြူတစ်ကိုယ်လုံးဆွတ်ဆွတ်ပြူလျက်မျက်နာတွင်အမာရွကြီးကန့်လန့်ဖြတ်လျက်မျက်စီဒီလေတစ်ဖက်ချင်းကျဲဖြစ်နေတော့လေကိုလုံးကိုပေါင်းနဲ့မျက်နှာထားတို့မှာရှေးကကဲ့သို့ရှိသေး၍ ၎င်းတို့ကိုလည်းပြည့်စင်ရန်ခင်စိန်ကြီးသည်မိမိနှင့်မတူအချိုးအစားမကျသောအဝတ်အစားတို့ကိုရှည်ရှည်ပွားပွားချုံ၍ဝတ်ဆင်ပြီးလျင်မျက်စီကိုလည်းလူမမြင်စေရန်မိခိုးရောင်မျက်မှန်တစ်ခုကိုအစင်မပြတ်တက်ဆင်ထားလျက်ရှိလေ၏ခင်စိန်ကြီးသည်ဆေးရုံမှဆင်းပြီးဒီနောက်ရန်ကုန်မြို့မိန်ကလေးကျောင်းတစ်ကျောင်း၌ကျောင်းဆရာမတစ်ယောက်လက်လက်သည်ဟုတင်စာတွင်တွေ့ရှိသဖြင့်လျှောက်ထားလိုက်ရာ၎င်းတို့ကိုရရှိလေ၏ထို့နောက်ဆရာမအဖြစ်နှင့်လောက်ကန်၍တစ်နှစ်ခန့်ကြာရှိရာ အခြားဆရာမတို့နဲ့ပေါင်းတင်ဆက်ဆံခြင်းမရှိပဲမိမိဝတ္တရားကိုသာခြေပုံအောင် လုပ်ကိုင်ပြလျင် အလုပ်ပြီးစီးသည့်အခါတို့၌တယောက်တည်းထိုင်လျက်ဖြစ်စေမိမိတပည့်မိန်းကလေးများနှင့်စကားပြောဆိုလျက်ဖြစ်စေနေလေ၏တပည့်မိန်းကလေးတို့မှလည်းမိမိသမီးခင်မကြီးအရွယ်ကလေးများပါရှိသည့်ဖြင့်ခင်စိန်ကြီးသည်၎င်းတို့အားများစွာချစ်ခင်ကြင်နာ၍ကလေးတို့သည်ဆရာမနှင့်အကျွမ်းတဝင်ရှိကြကုန်၏ အခြားဆရာမတို့လည်းခင်စင်ကြီး၏အမှုရာကိုထူဆန်းသည် ဟုအောက်မေ၍ဆရာမတယောက်ကအခြားဆရာမတယောက်အားပဲနေလေရှင် နောက်ရောက်လာတဲ့ဆရာမကတည်ပြီးစကားနှဲပါကလားသူ့ဘာသာသူနေခြင်းတဲ့သဘောရှိရမှတ်တယ်ဟုတ်တယ်ကျမတို့နဲ့ရိုးရိုးနှောနှောမနေခြင်းမူးထင်တယ်သို့တော်လေစကန်းကြည့်လို့လည်းမဟုတ်ပါဘူးရှင်။တနေ့ကကျမလိုချင်တာကလေးတစ်ခုရှိလို့သွားပြီးငှားတော့အောင်မဲပြပြတလေးပဲငှားလိုက်ရှာတယ်။စကန်းတော့မကြည့်ရှာဘူး။သူ့ဝါဒနာမှုထင်ပါရဲ့ရှင်။ ဒါနဲ့တူပါရဲ့ရှင်။သို့တော်လဲသူဝိတ္တာစားတာကဘယ်နဲ့လဲရှင်။အလုံးရက်ကလေးကအလှသားနဲ့အင်းကြီးကြီးတွေကဘယ်နဲ့ပုံကြီးတွေပါလိမ့်မယ်။သူနဲ့လည်းမတော်ပါဘူး။ဟုတ်ပါရဲ့ရှင်။ညနာကအမယူကြီးကတော့ရှင်ဖြစ်မနေဘူးလား။ဒီမာရွတ်ကြောင့်ပေါ့ရှင်။အနှုတ်မှုတော်တော်ချောမှာပဲ။တကူလုံးကလည်းခ ्यु သင်းဆွဲနေတယ်မှတ်တယ်။ယူနေဘူးလောင်နဲ့ထင်ပါရဲ့။သွားကြည့်တာကလည်းစိုက်ထားပါလို့ရှင်။ပိုက်ဆံဘလောက်ကုန်တော့လို့ ပိုက်ဆံကုံတော့ကြောင့်မဟုတ်ဘူးထင်တယ်။ပိုက်ဆံကိုနှမျောတဲ့လက္ခဏာမရှိဘူး။သူ့တန်ကကလေးတွေကိုဟိုဟာကလေးဝယ်ပြီးဒီဟာကလေးဝယ်ပြီးနဲ့အင်တန်ကလေးရှိတဲ့လက္ခဏာရှိတယ်။ကျမအပြင်စကားနည်းပေမဲ့ဒီဆရာမကလေးရှိပါရဲ့ရှင်။သူကဒီနေရာအမြဲမဟုတ်တာကခက်တယ်။ဟိုခွင့်ယူသွားတဲ့ဆရာမကရှေ့လာခွင့်စီမယ်ဆိုပဲ။ဒီလိုပဲကြားတယ်။တနာပါလေတော့မသွားစီချင်ပါဘူး။ တနည်းနဲ့ခင်းစင်ကြီးသည်ចောင်းဆင်းပြီးသည့်နောက်ဝင်းဤမိမတယောက်သည်တယောက်တည်းအညောင်းပြေလမ်းလျှောက်လျက်ရှိရာခင်းစင်ကြီးကိုမြင်လင်းအလိုရှင်တယောက်နေပြီလားဘာလို့နေတလဲဟုမေးလေ၏၎င်းမိမမှာရန်ကုန်ဆေးရုံတွင်ခင်းစင်ကြီးအားပြုစုကြည့်ရှုရသောဆရာမမအေးမြင့်ဖြစ်လေသည်မအေးမြင့်သည်ရန်ကုန်တို့မြောက်မီမန္တလေးဆေးရုံတွင်ဆရာမအဖြစ်နှင့်နေထိုင်မှု၍မိမိရည်ဤမောင်မောင်ဘချူလှဲ့ဘူးသောဥပဒါဤသမီးဆရာမကလေးဖြစ်လေ၏ ကျမဆေးရုံကဆင်းကလေးကဒီမှာကြောင်းဆရာမလုပ်နေတယ်။ကျမလည်းမန္တလေးကတငယ်ချင်းဆရာမတယောက်နဲ့မနေ့ကမှပြန်လာတယ်။မန္တလေးဘယ်အရမှတည်တယ်လေ။တောင်ပြင်မင်္ဂလာဈေးနားမှာတည်တယ်။အော်ဆွေမျိုးများရှိသလား။ဆွေမျိုးတော့မရှိပါဘူးရှင်။ကျမရင်ကမန္တလေးဆေးရုံမှာအတော်ကြာနေဘူးတယ်ရှင်။ကျမအဖေတည်ပြီးတဲ့နောက်မှရန်ကုန်ပြောင်းလာတယ်။ရှင်မန္တလေးရောက်ဘူးသလား။ ရောက်ခုခါရဲ့မရောက်တာကြာသွားပြီ။ဒါနဲ့အဲ့ဒီတောင်ပြင်တောင်ပြင်မှာပဲရှင်နေကိုထွန်းမြတ်တို့ဆိုတာသိသလား။မသိပဲနေမလားရှင်။သူဤအခုမိမရဲ့မောင်ပေါင်ဖချူပေါ။ကျမအဖေတက်တာ။အခုတော့မမိသေးဘူး။မိပါစေတော့ဒီကောင်။အခုမိမကဘယ်သူလဲလေမိမိကြီးလေရှင်ကအရင်မိမလက်ထက်ကရောက်ကူလာမှတ်တယ်တေမိုက်တဲ့မိမရှင်လင်းပစ်ပြီးရန်ကုန်သားလူလေငသက်ညွန့်နဲ့လိုက်ပြေးတဲ့ကြားလိုက်တယ်မဟုတ်လား ချားပါရဲ့ရှင်အရင်မိမနဲ့ကလေးတွေကြံ့ရစ်တယ်မဟုတ်လားကြံ့ရစ်တယ်တနေ့ကကျမမန္တလေးရောက်တယ်ဆိုလို့ကိုထွန်းမြတ်ကကျမအဖေတည်တဲ့အကြောင်းမေးစရာရှိလို့တဲ့အိမ်ခေါ်လို့သွားရသေးတယ်မြင်ခဲ့ပါရဲ့ရှင်ကလေးတွေမာကြရဲ့နော်နှစ်ယောက်ကတော့မာပါရဲ့တယောက်ဟာကဖြင့်တဲမမာဘူးဘယ်ကလေးဟာလဲရှင်ခင်မကြီးဆိုတာလား ခင်မကြီးခင်မကြီးလို့မပါပါကလား။အော်နေုံနေုံဟုတ်တယ်ဟုတ်တယ်။မိနစ်ဆိုတာကပြောလို့အခုမှတတိရတယ်။သူ့မိမထွက်သွားတဲ့ညမှာပဲသူ့မိနာမည်ကိုခင်ပါလို့ခင်မကြီးကိုမမကြီးလို့နာမည်ပြောင်းလိုက်တဲ့။သူ့ရင်ကမိမကခင်စိန်ကြီးဆိုထင်ပါရဲ့။ရှင့်နာမည်ကိုကျမမိသွားလို့မခင်ကြီးတဲ့။အော်ဟုတ်လား။ကျမကရှင့်နာမည်နဲ့တူတယ်မှတ်လို့မတူဘဲကိုဒါနဲ့မမလေးကလေးကဘဲကလေးလဲရှင်။ ခင်ပေါင်းကြီးဆိုထင်ပါရဲ့ဆရာဝန်ကပြောတော့အဆုံနာလို့ပြောတယ်ကလေးကြီးကတဲအားမရပါဘူးရှင်အသက်ရှည်မယ်မထင်ပါဘူးဟုပြောပြီး၍အခြားစကားအနည်းငယ်ဆက်လက်ပြောဆိုကြပြီးလျင်မအေးမြင်လဲပြန်သွားလိမ့်ဤ ခင်စိန်ကြီးမှာအိမ်မထွက်ခွာလာခဲ့သည့်နေ့မှစ၍မိမိကလေးများအားလွမ်းဆွလျက်ရှိနေစဉ်ဆ iam မမအေးမြင့်ပြောသွား၍မိမိ၏သားကြီးခင်မောင်ကြီးသည် အဆုံးနာယောဂါဖြစ်နေသဖြင့်၎င်းယောဂါနှင့်ပင်တေမိအကြောင်းကိုကြားရပြန်လေလျင်များစွာစိန်အလုံးမချမ်းမသာဖြစ်၍မိမိ၏ကလေး၌ယောဂါကဲ့ရောက်မိအစားမိမိ၌ကဲ့ရောက်၍တေးရလျင်ကောင်းလေစွာ အကယ်၍ခင်မောင်ကြီးသည်မအေးမြင်ပြောသားသည့်အတိုင်းဤတောင်မှတက်နိုင်ရန်မရှိသည်မှန်လျင်မိရွေးနှင့်နေရရှားသည်ဖြစ်၍မိခင်ကဲ့သို့ယူရပိုက်ထွေးအေးယူမိသူမရှိသဖြင့်မိမိသည် အနီး၌နေထိုင်၍ကလေးအားပြုစုရပါလျင်ကောင်းလေစွာဟု အောက်မေ့စိတ်ကူးမိလေ၏ ကျောင်းဆရာမအလုပ်လေခိတ္တအလုပ်များသာဖြစ်၍အလုပ်ရစီလူနီယာတွင် ခင်းစိန်ကြီးသည်တင်းစာကိုလန်၍လက်လက်သောအလုပ်များကိုကျင်ညာသည့်စာရွက်ကိုကြည့်ရ။အိမ်တွင်ကလေးများကို စာတင်ရန်အင်္ဂလိပ်စာခုနှစ်တန်းအောင်သောဆရာမတစ်ယောက်လိုရှိကြ။တမင်းကျွေး၍နေရန်အခန်းပေးသည့်အပြင်တလလက30အောက်ပါလိပ်စာအတိုင်းလျှောက်ထားရမည်။မန္တလေးမြို့တောင်ပြင်စီဗီလိုင်းရဲ့ရှေ့နေမောင်ထွန်းမြဲဟူပါရှိသည်ကိုတွေ့ရလေ၏။ ခင်စိန်ကြီးသည်သတင်းစာကိုကန်၍စိတ်ကူးမိသည်မှာမိမိဝန်းစာအတွက်လို့တစ်ခုခုကိုရှာရမည်ဖြစ်သည်လဲတချောင်းကလေးမချမ်းမမာသည်ကိုပြုစုလိုသည်လဲတချောင်းမန္တလေးကအတိမိတ်ဆွေများနှင့်လမ်းတွင်တစ်ချိန်တစ်ချိန်တွေ့ဆုံကြတော့လေမိမိအားအလေးမမတ်မိတဲ့ဖြင့်အခြားသူတို့လည်းမိမိအားမမှီနိုင်ရင်မရှိသည့်အပြင်သတင်းစာတွင်လည်းမိမိတေဆုံချောင်းကျင်ညာပြီးဖြစ်ပြီးတစုံတယောက်သောသူမြာဤကဲ့သို့အယုတ်ဆင်းမရှိသောဆရာမသည်တေလွန်သော ခင်စိန်ကြီးဖြစ်သည်ဟုမှတ်တင်နိုင်ရန်အကြောင်းမရှိဟု ယုံကြည်စိတ်ချသည်လေတကြောင်ဤเจ้าကိုတွေးတော်ဆင်ခြင်းက၎င်းလူကိုစာတင်ရန်ကြံစီမိလေ၏အကယ်၍တဏီနီအဖျင်မောင်ထုံးမြက်ကဖြစ်စီ၎င်းထက်မျက်စီစုသောအမကြီးမကျမ်းပုံကဖြစ်စီမိမိသည်ခင်စိန်ကြီးဖြစ်ကြောင်းရေးမိခဲ့ပါလျင်မိတို့ရှိပါမည်နီဟုအောင်းမေးမိပြန်လျင်ခင်စိန်ကြီးသည်သွားပြေတော်ပါမည်လားဟုအကြံရကက်လျက်ရှိပြန်၏ တို့ရာတွင်ကလေးသုံးယောက်ကိုမြင်မြင်သောဆန္ဒသည်တာ၍ပင် အာကြီးပြန်သည်ဖြစ်၍မိတို့ပင်ဖြစ်စေစုံရစ်သွားတော်မူဟုစိတ်နှလုံးကိုဒုံဒုံချပြီးလျင်မခင်ကြီးဟုနာမည်တက်လျက်လရေကိုဖြက်ရေး၍စားတဆောင်ကိုပေါင်ထွတ်မြတ်တံပို့လိုက်လေ၏။ကျောင်းဆရာကြီးဖြစ်သူကလည်းခင်စိန်ကြီးအလုပ်ကိုသဘောချ၍အမင်းနေရာတစ်ခုကိုပေးလိုတော့လေ။နေရာမရှိသေးသဖြင့်မပေးရသည့်အတွက်ကောင်းမွန်စွာထောက်ခံရေးသားလိုက်သည့်ခင်စိန်ကြီးသည်၎င်းလုပ်ကိုရရှိလေ၏။ ခင်စိန်ကြီးသည်တွားရင်ရက်နီးလေလျင်မိမိရာမမိမျိုးဆိုသည်ဖြင့်ခြေခါကဝတ်တော်အဝတ်စားချီသည်များကိုရောင်းချပြီးလျင်ဇပင်ကိုလည်းနောက်စီတွင်ထုံးလျက်ခြေခါနှင့်အသွင်ကိုကွဲနိုင်သည်များကွဲစီရန်ကြံဖန်၍ဝတ်စားလေ၏ ။သွားမီရဲ့၌ကင်စိန်ကြီးသည်ဆံမတို့ကိုနှုတ်ဆက်၍မိမိ၏တပည့်ကလေးတို့ကိုလည်းမျက်ရည်ဆက်လက်နှင့်ကားရတော်မူအကြောင်းကိုပြောလေလျင်ကလေးတို့သည်မိမိတို့ဆံမဟူ၍မအောင်မေ့ကြဘဲမိခင်ကဲ့သို့အောင်မေ့ချစ်ခင်ကြသည်နှင့်ကင်စိန်ကြီး၏လုံကြီးကိုဆွဲလျက်ငူကြကုန်၏။ခင်စိန်ကြီးလည်းမိမိလာမိရက်ကိုမောင်ထွန်းမြတ်ထံကျင်းနှံရိုက်လိုက်ပြီးဖြစ်၍မောင်ထွန်းမြတ်သည်မိနေနှင့်မောင်များကိုကြိုရန်ဈေးလွတ်လိုက်သည်နှင့်မန္တလေးဘူတာယုံတွင်တွေ့ကြရာ ပစ္စည်းကလေးများကိုမော်တော်ကားပေါ်သို့တင်ပြီးလျင်ထွက်လာကြလေ၏ကင်းစိန်ကြီးလည်းမိနစ်ကိုမြင်လျင်ဘဲနဲ့လည်းဟိမိနေကလေးတွေမကြားရလားဟုမေးလိုက်မိပြူရာတတိယသဖြင့်စိတ်ကိုချုပ်တီး၍နေရလေ၏။ဘန်တွင်မိနစ်ကဆ iam မကိုကျမတခုတတိပေးခြင်းနဲ့။ဘာလဲ။ဆ iam မတင်ရမယ့်ကလေးတွေအကြောင်းကိုဆ iam မသိရမဟုတ်လား။သူတို့မိမိအကြောင်းကိုသူတို့မပြောနဲ့ဆ iam မရဲ့။သူတို့မိမိကသူတို့ကိုပြစ်သွားတာ။အေးငါကြားတယ်။ သူတို့မိမိအချောင်းပြောရင်ကိုကိုကလည်းကြိုက်မှာမဟုတ်ဘူးမိမိကြီးကိုမိမိအရင်လိုပြောရမယ်တဲ့ဟုပြောလျင်ခင်စိန်ကြီးသည်အသေးနာလေးရဲ့ဘာကိုမျှပြန်ပြီးမပြောဘဲစိတ်စိတ်နေလေ၏မိုးကလေးသည်လည်းဖွဲဖွဲရွာလေးရဲ့ရှေ့ရာ မော်တော်ကားသည်ဝန်ထောင်မင်းဦးကျော်မင်းအချင်းမှဖြတ်၍လာသဖြင့်မိမိသွားလာနေကြဖြစ်သောလမ်းတို့ကိုမြင်လေလျင်ခြေဟောင်းနှောင်းပြတို့ကိုပြန်လည်စဉ်းစားမိသဖြင့်မိနစ်မမြင်စေရန်မျက်နှာလွှဲလေးရဲ့မျက်ရည်ချမိလေ၏မိနစ်လည်း ဘယ်နဲ့ဆရာမပါလိစကားလည်းမပြောဘူးအသားကလည်းဘာတွေဖြစ်နေမှမသိဘူးမျက်နှာကလည်းအနာရွတ်ကြီးနဲ့မျက်မှန်အမေကြီးတက်လို့အတက်လည်းကြီးပုံမရသေးပဲနဲ့စပင်ကလည်းဖြူနေပြီသွားချောင်းကလည်းကျိုးလို့စသဖြင့်အကဲခတ်လေးရဲ့လာရင်းပင်အိမ်တို့ရောက်ကြလေ၏။မောင်များသည်မော်တော်ကားပေါ်မှဆင်း၍ပစ္စည်းကိုကင်းစင်ကြီး၏ပစ္စည်းများကိုမိနစ်အားချပေးရာ မစိုးသည်အိမ်ပေါ်မှဆင်းလာ၍"ဩဆရာမရောက်နေပြီလား။တီးကြွပါရှင်"ဟုခေါ်၍ခင်စင်ကြီးအားနေရာထိုင်ခင်းပေးလေလျင်မင်းကတော်ရှိသလား"ရှိပါတယ်ရှင်အခုပဲလာပါလိမ့်မယ်။ဘာမှလူရှိပါတည်းလက်ဖေးတစ်ခွဲတောက်ချင်တယ်ဟုပြော၍မစိုးလေအစီကံတောက်ကိုမှာပြီးလျင်မိမိရေကိုအကြောင်းကြားရင်အိမ်မော်တို့တက်သွားလိမ့်၏။ခင်စင်ကြီးလေမိမိတန်အစီကံတယောက်ယူခဲ့တော့လက်ဖေးတစ်ခွဲကိုတောက်ပြီးလျင်မောင်ထုံးမြက်သည်ရုံမှပြန်လာလိမ့်ပြီလော ။ကလေးတို့လည်းမိသည့်နေရာ၌ရှိလေသလိုစသဖြင့်စဉ်းစားလျက်အခန်း၏အခြေအနေကိုကြည့်လိုက်ရာမိမိရှိခြင်းခါခါကဲ့သို့လက်ဖခန်းနှစွာပြင်ဆင်လျက်ထားသည့်ကိုတွေ့ရသဖြင့်ဤခန်း၏ပစ္စည်းတို့သည်မိမိ၏ပစ္စည်းမဟုတ်ခြေတော့ပြီ။ ်မိမိမိုက်သည့်အတွက်စွန့်ပြေးပြေးသွားသည်ဖြစ်သောကြောင့်မိမိကိုယ်ကိုယ်သာလျှင်မိမိအပြစ်တင်ပွဲရှိလေတော့သည်ဟုစိတ်နှလုံးမချမ်းသာရှိရသည့်အပြင်မဆောလေမိမိအားတရားစွာမကြည့်သေးသဖြင့်တရားစွာကြည့်ခဲ့လျှင်မျက်စိစူးသောမိန်းကလေးဖြစ်သည်နှင့်မိသူဖြစ်သည်ကိုရိမ့်မိလေမည်လောဟုစိတ်ပူရသည်ကလည်းတစ်ဖက်ဖြစ်လေသည်ဤသို့စဉ်းစားစိတ်ကူးနေရမှခြေတံကြားသဖြင့်မော်ကြည့်လိုက်လေမိမိရည်ဒီမိုးအေးဒီဖြစ်၍ တာဖက်တာအင်ဂျီမီခိုးရောင်လေးကိုစိန်ကြတိတက်၍ချမ်းလုံကြီးအဖြူရင်ကိုဝစ်လျက်အခန်းတွင်သို့ဝင်လာလျင်ရှေးခါကထပ်ပင်လပချုံမောလေးသည်ဟုခင်စိန်ကြီးစိတ်တိုင်းအောင်းမြင်မိလေ၏၎င်းနောက်စကားရှိသောပြူငါသောမျက်နှာထားနှင့်ခီးပန်းလာတယ်မှတ်တယ်နေသာတလူသာနေပါရှင် နေသာတလူသာနေပါဟုခင်စိန်ကြီးထမီပြူဒီကိုမထအောင်ပြောပြီးခင်စိန်ကြီးဖြော့တော့ကြုံလီသောမျက်နှာကိုမြင်သည့်ဖြင့်မြင်မကောင်းလို့လားရှင်မိနစ်ရေနာပလင်းယူခဲ့ပါဟဲဟုပြောရာ နေပါစီရှင်ကျမနေကောင်းပါတယ်ခရီးနည်းနည်းပန်းတာတခုပါပဲကိစ္စမရှိပါဘူးလက်ဖိတ်ရမြပေးပါဟဲ့မိနေခမင်းတော့ကျမတို့အိမ်က9နာရီလောက်မှစားတယ်ခုပဲကျမလက်ဖိတ်ရတောက်ပြီးပါပြီနေပါစီဆရာမကြည့်ရတာနေကောင်းမှမရဘူးအားနာလို့ဖြစ်မနေနဲ့တော့အဲ့ရမှာအညောင်းပြေသွားပြီးလဲကျင်လဲနေပါအောင်လားကိစ္စမရှိပါဘူးကျမကဒီလိုပါပဲနေမကောင်းလို့မဟုတ်ပါဘူးရန်ကုန်ကဆရာကြီးကဆရာမအကြောင်းကောင်းကောင်းရေးလိုက်ရှာတယ်။ကျမတို့ကအမှန်တဘောကြမှာပါပဲတဲ့။ ကျမတို့ကသဘောကျတာနဲ့အကြီးပဲမပြီးသေးဘူးရှင်။နှစ်ဦးလုံးတယောက်တယောက်သဘောကျမှတော်လာကို မဟုတ်လားရှင်။မန္တလေးမြအရင်ကရောက်ခုပါသလား။ရှေးတုန်းကရောက်ခုပါရဲ့။ယောက်ျားဆုံးတာဘယ်လောက်ကြာပြီလဲ။အော်ကျမမှားပြီထင်တယ်။စာထဲမှာကြည့်လို့ပါတယ်မှတ်လို့။ဟုတ်ပါတယ်ရှင်။ဒီလိုပဲပါပါတယ်။ဆုံးတာတော့တော်တော်ကြာပါပြီ။ပြောပြီးလျင်ခင်းစိန်ကြီးမှာမိမိကြီးအားပြောခဲ့သည့်အတိုင်းတေခွဲခွဲရခြင်းသည်ရှင်ခွဲခွဲရခြင်းထက်ကောင်းလေသေးတော့သည်။ တေသူမှာလမ်းဆုံးဖြည့်ပြီးမြင်ရတော့မည်မဟုတ်ဟုစိတ်နှလုံးကိုဒုံဒုံချလိုက်ပြီးဖြစ်တော့ကြောင်းနှစ်ကြာလျင်အလွမ်းပြေရန်ရှိလေသေးသည်မိမိမှမူဤသို့စိတ်ချရသည်မဟုတ်အရှင်လက်လက်ရှိရဲ့နှင့်သားသမီးလင်သာအမှတ်ဖြင့်ခေါ်ခြင်းပြောခြင်းရဲ့နှင့်ခေါ်ပြောခြင်းမပြုဘဲစိတ်ကိုနေစဉ်ချုပ်တီး၍နေရတော့မည်ဟုအောင်းမိနေစဉ်မိမိကြီးကဆရာမအခုတင်ရမယ့်ကလေးတွေက ကျမကလေးတွေမဟုတ်ဘူးတိပြီးမှတ်တယ်ကိုထွန်းမြတ်အရင်မိမကမွေးခဲ့တဲ့ကလေးတွေ ်ကိုထွန်းမြတ်နဲ့မွေးတာမဟုတ်ဘူးလားဟုမခန့်ကျင်သဖြင့်ထောက်လိုက်ရကိုထွန်းမြတ်နဲ့မွေးတာပေါ့ကလေးတွေလည်းပုံကြီးတနာစရာကောင်းတယ်မိန်းကလေးကတာပြီးတနာဖို့ကောင်းတယ်သူတို့မိကပြစ်သွားတယ်ရှင်သူတို့မိလည်းတေးပြီးဆိုဟုပြောလိမိမိကြီးလည်းမကြားသဖြင့်ကိုထွတ်မြတ်အရင်မိမကစစ်ခဲကြီးဦးထင်ကျော်သမီးပေါ့မိမချိုမိမလာပါပဲတို့တော့လင်းတော့တဲပြီးဂယူးဆိုင်ပုံမရဘူးဂယူးမဆိုင်တို့ဒီလိုပြစ်သွားရတာပေါ့ဟုပြောလေဤ ဒုက္ခခင်စင်ကြီးသည်စကားမပြောဘဲနေလျင်မကောင်းသဖြင့်တဲဝမ်းနေဖို့ကောင်းတာပဲဟုပြောရာဟုတ်တယ်ရှင်ကလေးတွေအတွက်တော့ဝမ်းနေဖို့ပါပဲမိမအတွက်တော့တဲဝမ်းနေဖို့မလိုပါဘူးဒီလိုကောင်းတဲ့ယောက်ျားများဒီလိုလုပ်ရတာကျမအံ့ဩလာတယ်ရှင်လေးပေါင်းကြည့်တော့သိပါလိမ့်မယ်အင်မတန်ကောင်းအင်မတန်ဖြောက်လူတစ်ပါးစိတ်ချမ်းသာအောင်အင်မတန်လှုပ်တတ်တယ်ရှင်သူနဲ့ထွက်ပြေးတဲ့အကောင်ကတော့အလကားအကောင်ပဲစိတ်တဘောပြောပါလေအယုတ်ကြီးကတော့တနာကမမှာပဲသို့တော့လင်းဆိုတော့လူရုပ်ကလေးချောလာနေရင်မပြေးသေးဘူးရှင် ။သဘောကလည်းရှိသေးတာကိုဟု ပြောလေ၏။ခင်းစင်ကြီးကမျက်မှန်တက်သည်ဖြင့်အဝတ်နှင့်ပုတ်နေသည့်အဟန်နှင့် နေလေ၏။မိမိကြီးကဆက်လက်ပြီးအခုတော့ကလေးတွေတနာကြာကောင်းတာပါပဲ။အင်မတန်ရက်စက်တဲ့မိခင်ပါပဲရှင်။ကျမတို့သူတို့မေးသေးပြီမဟုတ်လားရှင်ဟုတ်တယ်လေသေးပြီကလေးတွေကတော့မိခင်အကြောင်းခဏခဏပြောကြရှာတဲ့ရှင်မိနစ်ကပြောတယ် ဆရာမရှိမှတော့မပြောချင်နဲ့ရှင်နော်ဒီเจ้าကိုကလေးတွေလုံးလုံးမရင်ကောင်းတာပဲအမိတော်ရမင်းကလည်းမေ့စီချင်မှာပေါ့နော်အော်မေ့စီချင်မှာပေါ့ရှင်ဘယ်နဲ့ပြောပါလိမ့်တမီးကြီးမမကြီးဖြစ်ဆရာမကကြည့်ဆုံးမှာပါရှင်ဒီလိုများမဖြစ်ရအောင်ငငယ်ကတင်ကြပါဟုတ်ကဲ့ကလေးတွေကအခုတော့ရှင်နဲ့အနေများသလားကျမနဲ့အနေမများပါဘူးမစုံးနဲ့အနေများလာပါပဲကျမကကလေးတွေနဲ့ရှုပ်ရှုပ်ထွေးထွေးမနေတတ်ဘူးကျမရဲ့ကလေးကြီးရင်လည်းကြောင်းပို့လိုက်မှာပဲတချို့မိခင်များက သုံးမဖို့နေရာမကျဘူးရှင်ကျမတွေ့ဘူးတယ်တချို့ကတော့လေကိုကိုကိုလှပအောင်ခြေလေဝစ်စားပြီးကလေးကိုလုံးလုံးခယူမဆိုင်ပဲခင်းတယ်လို့ပေါက်လို့ပစ်ထားကြတာမျိုးလည်းရှိတာပေါ့လေဒီလိုဟာမျိုးပြောတာမဟုတ်ဘူးလားဒီလိုဟာမျိုးပြောတာမဟုတ်သေးဘူးဒီလိုမိခင်မျိုးတော့စကားတဲ့တောင်ထည့်ပြောဖို့မရှိပါဘူးတိပြင်းမိခင်တမျိုးရှိသေးတယ်ဘယ်လိုဟာလဲဆိုတော့ကလေးကို အလိုလိုက်ခြင်းတဲ့အခါတိတ်ပြီးအလိုလိုက်ချော့ရမယ့်နေရာ၆ တင်းတင်းပြပြမယ့်နေရာကျတော့ချော့တခါတလေတော့စိတ်တူနေတဲ့အခါနဲ့တွေ့တော့ကလေးကခါတိုင်းလိုမှတ်လို့နှဲ့ရောတီတော့မှတိတ်ပြီးရိုက်ကြရောတီတော့အလကားကလေးအသားနာလာပဲကြောက်တာလည်းမဟုတ်ဘူးတော်တော်ကလေးကြီးပြင်းလာတော့ကလေးကလည်းအကြောက်မရှိတော့ဆူလိုက်ညံလိုက်ပြောတဲ့စကားနားမထောင်မပူစားတန်ရာပူစားပူစားလို့မရတော့ငိုငိုတော့အမေလုတ်တဲ့လူကရိုက်တိမ်လုံးကြွကြွဆူရောတီတော့အဖေလုတ်တဲ့လူကအိမ်ဆူတော့စိတ်ညစ်တယ်လို့ ော်ရထွက်လဲလဲရမလားလို့တတွကြလင်းမရရန်ဖြစ်ဒီလိုဟာတွေကျမမြင်ဘူးတယ်ဒီဟာပဲသူလိုလို့လေအမေလုတဲ့လူကကလေးဆုံးမလာနေရာမကြလို့လင်မယားမတဲ့တာပဲကလေးကတော့တော်တော်ကြာကြောင်းရောက်တော့ဒီကလေးမျိုးပဲနဲ့ဖြစ်မလဲသိလားကြောင်းမှလည်းအိမ်လိုပဲမှတ်လို့ဆိုးလိုက်နဲ့လှုပ်လိုက်တော့ဆရာကဘယ်မိခင်လို့ဟုတ်နိုင်မလဲရရတာပေါ့ ကလေးချင်းကြပြန်ရင်ကောသူကသာနိုင်ခြင်းလေနိုင်ခြင်းပြီးအဖြစ်လည်းမရှိလာဘူးမနိုင်ရရင်စိတ်မချမ်းသာဖြစ်တယ်ဒီတော့မိခင်အဆုံးမလို့တော့ကလေးလေးပြက်စီနေမရလဲရန်ပြစ်ဒီလိုဟာတွေကျမတွေ့ဘူးလေမှန်ပါတယ်ဒီတော့ဘယ်လိုလုပ်ရမလဲအလိုလဲသိပြီးမလိုက်နဲ့အလိုမလိုက်ဖဲလည်းမရှိနဲ့နေရာတိုင်းလည်းမျက်နှာသာမပြေးနဲ့နေရာတိုင်းလည်းမရိုက်နဲ့ပြီးတော့လည်းဘယ်နဲ့လုပ်ရမလဲတနေ့တခါတေးသေးရှာရှာအနာခေါ်ပြီး သူ့အတက်မတက်ဖို့သူ့ပစ္စည်းမခိုးဖို့လိမ်မပြောဖို့ဒီသုံးခုကိုငငယ်ကလေးကစပြီးตาရညင်းမြောင်းနဲ့ပြောရမယ်ဒီသုံးခုဟာမကောင်းချောင်းမကောင်းတာလို့ရင်မဖြစ်ပေမဲ့အချောင်းကိုမလုတ်ခင်ကဆုံးမနေရမယ်ကလေးချင်းချင်းချစ်ခင်ဖို့ညီကောင်မောင်နှမအချင်းချင်းတယောက်တယောက်ညာတာဖို့နိုင်တဲ့စင်းင်းမပြုတ်ဖို့ဒီလိုဟာမျိုးကိုလည်းပြောရမယ် မကောင်းတာပြုတာတွေ့ရင်ဆုံးမပြီးကောင်းတာလုပ်တဲ့အခါကျရင်လည်းတစုံတစ်ခုဝယ်ပေးတာချိန်မြင့်ရမယ်။ကျမအဖြစ်ကျမကလေးကြီးရင်ဒီလိုပဲလုပ်ရမယ်။မကောင်းဘူးလားရှင်ဟုမိမိကြီးကပြောလေလေရင်ခင်စင်ကြီးကကောင်းပါလေရှင်ဟု၍သာထောက်၍ပြောလေ၏။ထို့နောက်မိမိကြီးကဆက်လက်ပြီးဒီတော့မိခင်မရှိတဲ့ကလေးနှစ်ယောက်ကိုဟိုတယောက်ကတော့ငယ်ပါသေးတယ်။ရှင်ကမိခင်ကိုစားဆုံးမသွန်သင်ပါရှင်။ကောင်းပါပြီရှင်ဒါနဲ့ကလေးတွေအားလုံးမာကြရဲ့လားမာကြပါရဲ့ခင်မောင်ကြီးကပြင်းနေနေချောင်းဆိုးတယ်ခုလည်းဆိုးနေသေးလား စိုးသေးတယ်လို့မစောကပြောတာပဲဒီနေ့ကသူတို့ကြီးတော့အိမ်မစောနဲ့သွားလေကြတယ်ပြန်လာဒီနေ့ကချောင်းဆိုးလိုက်တာကိုထွန်းမြတ်ကတော့စိုးရင်လုံးလို့ထမင်းပွဲကထားပြီးချက်ချင်းဆရာဝန်ကြီးကိုသွားခေါ်တယ်ဩသူတို့ကြီးတော့ကဒီမြို့မှာပဲလားဟိုနောက်နားတွင်မယ်အရင်မိမလက်ထက်ကတော့သူလဲဒီမှာအတူနေတာပါပဲကျမရောက်တယ်ဆိုမှသူပြောင်းသွားတယ်ကလေးကတော့အဆုံနာများဖြစ်လို့စိုးရင်ရသလားဟာဒီလောက်မဟုတ်ပါဘူးကလေးဆိုတာတော်တော်ကြာပျောက်သွားမှာပဲဒါနဲ့ရှင်ကလေးပဲနှောက်ရဘူးတလေ လေးယောက်ရဘူးတဲ့တယောက်ကတော့ငငယ်ကတည်သွားတယ်။အော်ကလေးလေးယောက်တောင်ဆုံးမှုတယ်။ဘာယောဂာနဲ့လဲရှင်။အိုးတယောက်ကဒီယောဂာနဲ့တယောက်ကဟိုယောဂာနဲ့ဒီလိုပါပဲဟု ခတ်တူတူပြောလိမ့်ရင်ယောက်ျားကအရင်လားကလေးတွေကအရင်လား။အငယ်ကလေးကနောက်ယောက်ျားကအရင်ဟုခတ်ဆိုင်ဆိုင်ပြောလိမ့်၏။မိမိကြီးလေဆရာမဒီလေးနှစ်ကလေးတို့ကိုအောင်းမေ့တဲ့ဖြင့်၎င်းတို့အကြောင်းကို ပြောလို့ရှာမိမဟုတ်ဟုမှတ်ထင်၍မိမိမေးမြန်းမိသည်ကိုမာဒီဟုအောင်မိလျက်ရှင့်ကြည်ရဆာမနယ်လေးမတူပါဘူးမလွဲသာလို့သာလို့ရဆာမလှုပ်ရှားမယ်လို့များမချမ်းမိဘူးမှတ်တယ်ဟုမေးလျင်ခစိန်ကြီးကဤကဲ့သို့အဖြစ်မျိုးကိုတွေ့ကြုံရမည်ထင်မြင်နှင့်ဝေးစွာဟုအောင်မိ၍အနှဲငယ်ပြုံးလျက်အကွာကြီးပါရှင်စိတ်မကူးမိပါဘူးကျမလည်းလူမြင်အတိသားပဲရှင်ပြောပုံဆိုပုံအမူအရာကြည့်ရတာအရာရှိသားသမီးတွေကပဲဒီလိုပေါ့လေအခက်မတင်တဲ့အခါလှုပ်ကြရတာပေါ့ ယောက်ျားဆုံးတော့ကိုဘာမှမကြံ့ရည်ဘူးမှတ်တယ်ကျမယောက်ျားဆုံးတော့အကုန်ဆုံးတာပဲဒါနဲ့အမိန်တော်ရမင်းပြန်မလာသေးဘူးမှတ်တယ်ဒီကနေ့နည်းနည်းမိုးချုပ်မယ်ပြောသွားတယ်ဟုမိမိကြီးကပြန်ပြောနေစဉ်မိနစ်ဒီ6လသားခန့်ရှိတော့ကလေးတယောက်ကိုချီ၍အခန်းတွင်သို့ဝင်လာပြီးလင်းမိမိကြီးအားပေးလေ၏မိမိကြီးလည်းကလေးကိုနမ်းရှုံပြီးနှုတ်တိုက်လျက်ခင်းစိန်ကြီးအနီးသို့လာပြီးလင်း ဘယ်နဲ့လဲကျမကလေးကမလှဘူးလားရှင်ဟုချစ်ခင်တော်မိခင်သည်မိမိကလေးချောလာသည်ကိုဂုံတင်၍ပြောလေးရှိသောအတန်ဖြင့်မေးလျင်ချောပါလေရှင်တဲ့ချောတို့တော်လေမင်းကတော်နဲ့တော့မတူဘူးဟုတ်တယ်ရှင်ကျမနဲ့မတူဘူးသူ့ဖေနဲ့တူတယ်တကယ်သူ့အဖေပဲခတိပဲ ကိုထွန်းမြတ်ကိုရှင်မြင်တော့ဟုပြောရင်မိမိရည်ဒီတစုံတစ်ခုကိုနားဆိုင်၍နေလျင်ခင်စိန်ကြီးကအမိန့်တော်ရမင်းကလူကြောမှတ်တယ်ဟုပြောရာဟုတ်တယ်ရှင်လူကြောပါပဲသို့တော်ကိုထွန်းမြတ်ကချောတာဒီလောက်ရှင်းမမှုမရှိပါဘူးလူကြောတွေတော့ပေါ်ကြပါရဲ့သို့တော်ဒီလိုจิตည်ရှိတဲ့မျက်နှာဒီလိုတိတ်သေးတဲ့မျက်နှာဒီလိုမြင့်မြတ်တဲ့စိတ်တော်မျိုးတော့အရှာမတွေ့ပါဘူးရှင်သူနဲ့တည်တဲ့သူတိုင်းကသူ့ကိုယူသေးတယ်ချစ်ခင်တယ်မျက်နှိုးတယ်ယုံကြည်တယ်လူငယ်ပေမဲ့အင်မတန်တိတ်ခါရှိတာကိုရှင် ူမချစ်ခင်တာသူ့ရင်မိမတရားကိုပဲရှိတယ်။ဒါကြောင့်ဒီလိုလင်မျိုးရပြီးမှသူတစ်ပါးနောက်မြလိုက်သွားဖို့မပြောနဲ့။ကြည်ယုံကြည်ကြတော့ကျမပြင်အံဩပါရဲ့ရှင်ဟုပြောလျင်ခင်စင်ကြီးမှာအနေရကတ်လာတဲ့ဖြင့်တပြင်းနာချွေနေရလေ၏။ တို့နောက်မိမိကြီးကဟောလာပြီကိုထွတ်မြတ်တဲမုံမရှုပ်ပါဘဲကလားဟုပြော၍ကလေးတစ်ဖက်နှင့်အခန်းပေါက်မှသွားပြီးအကျိုးလေးလျင်ခင်းစိန်ကြီးမှာမိမိလေမောင်ထွတ်မြတ်ယုံပြန်ချိန်၌ဤကဲ့သို့ကလေးကိုရှိလျက်ကြိုခဲ့ဝူသည်များကိုတရိယာမိရှာသည်ဖြင့်နေမချိထိုင်မချိဖြစ်ရှာလေ၏မောင်ထွတ်မြတ်လေအခန်းတွင်သို့ဝင်လာပြီးလျင်အခြားသူရှိသည်ကိုမသိသည်ဖြင့်ကလေးကိုယူချီ၍မိမိရည်ဤပါးကိုလက်ဖြင့်ပြောင်းလောင်းတွုတ်လိုက်သည်ကိုခင်းစိန်ကြီးမိသည်လျင်မမြင်လိုလှ၍ မျက်နာကိုလက်နှစ်ဖက်ဖြင့်အုပ်လျက်နေရလိမ့်၏မိမိကြီးကဆရာမရှိချောင်းကိုမျက်ရည်ပြလိုက်သဖြင့်မောင်ထိုးမျက်လေးမျက်နာပူပူနှင့်ခင်းစိန်ကြီးဘက်သို့လဲ၍ဆရာမမခင်ကြီးဆိုတာမှတ်တယ်။ရောက်လာတော့ကြာပြီလားခမ ्या ။စာပို့ကြီးနဲ့ပါလာတယ်မှတ်တယ်ဟုပြောနေကြဖြစ်သည့်အတိုင်းဖော်ဖော်ရွေရွေမျက်နှာထားဖြင့်နှုတ်ဆက်လျင်ခင်းစိန်ကြီးမှာမောင်ထိုးမျက်ဤမျက်နာကိုမော်၍မကြည့်ဘဲစကားတခွန်းလောက်သာပြန်၍ပြောလိမ့်၏။၎င်းနောက်မိမိကြီးကကိုထွန်းမျက်ဒီကနေ့စောလာရှိကလား။ မိုးချုပ်လိမ့်မယ်ပြောသွားတယ်မှတ်တယ်။အမိုးတစ်ခုကဒီကနေ့ပြီးအောင်စစ်မယ်မှတ်တယ်။တက်တည်မစုံလို့ရက်လွဲလိုက်ရတယ်။ဒါနဲ့ခမဲတော်ကြီးလမ်းတွေ့ခဲ့တယ်မိမိကြီး။ဟုတ်လားမိမိဘယ်နဲ့ရှိတယ်လဲ။အလကားဘာမှဖြစ်တာမဟုတ်ပါဘူးကွယ်တဲ့။ဒါပဲပြောတယ်။တီးပြင်းလဲမေးလို့မရဘူး။ဖီဖီကတော့ဒီလိုပါ။မိမိဖြစ်ရင်အလကားယောဂါကြီးပြောတာပဲ။ဒါနဲ့ကျမအကြံတစ်ခုရတယ်။ဘာလဲသိလား။ဘာလဲ။ကျမွေးမနှုတ်ပဲဆက်စားမယ်လို့လားဟုတ်ပြုံးရွေးမေးလျင်မဟုတ်ပါဘူးရှင်အကောင့်ပြောတာပါ ဖေဖေတောသွားမယ်ဆိုလို့နှစ်ရက်သုံးရက်နေရင်ဒီတော့ဖေဖေမရှိတော့မေမေဒီအိမ်ခဏခေါ်ထားရအောင်မေမေလည်းအပြင်းပြေရောမကောင်းဘူးလားရှင်ဟာဟုတ်တယ်ကောင်းတယ်မေမေကြီးမေမေကြီးမရှိတဲ့နောက်တော်တော်ကဖွင့်တာမပြောလေအင်တန်ပြင်းချာတယ်တဲကောင်းတဲ့အကျန်းမေမေကြီးရဲ့မေမေကြီးတို့မေမေကတဲပြီးလဲမမရှာဘူးသားသမီးလည်းအတူနေမရှိလို့တယောက်တည်းအင်တန်ပြင်းချာတယ်ဟုခင်စင်ကြီးဘက်သို့လှည့်ပြီးပြောလေ၏ ခင်စိန်ကြီးမှာဥကောင်းဝင်ညင်၍ဘာမှပြန်မပြောဘဲရှိသဖြင့်မောင်ထွန်းမြက်လေကလေးကိုမိရင်ဒီမြောက်ချီချချီလှုပ်လျင်ကလေးလည်းမိုင်ကိုလက်ဖြင့်ဆွဲမိပြုလျက်ပျော်မြူသည့်လက္ခဏာနှင့်ရင်မောလီလျင်မောင်ထွန်းမြက်သည်ကလေးကိုနမ်းရှုပ်ပြီးနောက်မိမိရေထံပြန်ပြေးလိုက်သည်မိမိကြီးလည်းမိနစ်ကိုခေါ်၍ကလေးကိုအလားဤပြီးနောက်သမင်းစားတောက်ကြ၍ပြီးလျင်ခင်စိန်ကြီးသည်ခီးပန်းဤအတွက်အိယာသူဝင်ရန်ခွင့်ပြုပါဟုခွင့်တောင်း၍မိနစ်နှင့်အိမ်မော်သူတက်သွားလိမ့်၏ မင်းနေလေခင်းစင်ကြီးနေရအခန်းကိုလိုက်၍ပြရာခင်းစင်ကြီးမှာမိမိနေထိုင်မှုသို့အခန်းတို့မှဖြတ်၍သွားရသဖြင့်အခန်းတွင်သို့ဆောင်းမြောင်းကြည့်ရှုမိလေလေမိမိနေထိုင်စဉ်အခါကဲ့သို့တည်တက်ကောင်းမွန်စွာပြင်ဆင်၍ထားသည်ကိုတွေ့ရပြန်သဖြင့်ဤအခန်းတို့မှာမိမိအခန်းမဟုတ်ချေတော့ပြီဟုအောင်းမေလေရဲ့မိနစ်နောက်ကသာလိုက်သွားလေ၏မိနစ်လေရှေးခါကအမကြီးမကျမ်းပုံနေသောအခန်းကိုပြ၍ဒီအခန်းမဲ့ဆရာမအခန်းပစ္စည်းတွေလည်းဒီမှာအခန်းလေအကုန်လုံးကျမတို့ပြင်ပြီးသားပဲ ဒိုဂျနာချီရင်ကျမပြောနော်ကျမတို့လည်းဒီအနာကအခမ်းမှာပဲဟုပြော၍အစင်းသွားလေ၏ကင်းစိန်ကြီးဒီအခမ်းတွင်သို့ဝင်သွားရာအခမ်းမှာလေဂရင်မွေရာခန်းစီကျွန်တော်မှစပြီးတန်ရှင်းစင်ကြဲသွားပြင်ဆင်လျက်ထားရာဂရင်အနီး၌လေကလက်ထိုင်တစ်လုံးနှင့်စပွဲကလေးတစ်ခုရှိရာစပွဲပေါ်၌ကမိရင်တစ်ခုထွန်းလျက်ရှိလေ၏ခင်းစိန်ကြီးမှာမောင်ထွန်းမြတ်တို့လင်များကိုမြင်ခဲ့ရသဖြင့်ရင်လေးလာသည်နှင့်ဂရင်မော်ရင်ပြက်လဲလျက်မောင်ထွန်းမြတ်သည်မိမိနှင့်ဘာမျှမဆိုင်တော့ရှိ အခြားသူတူဤလင်းဖြစ်ချေပြီငါသည်၎င်းအားနာမည်ကိုမျှခေါ်ဝန်သည်မဟုတ်၎င်း၏အစီကံလက္ခဏာမျှတာဖြစ်ချေတော်သည်ဟုအောက်မေစိတ်ကူးလျက်နှလုံးမသားမယားနှင့်တကိုယ်တည်းမုံမိရှာလေ၏ခင်စင်ကြီးထသွားလင်းမိမိကြီးကဆမ်းမကြည့်ရတာမထူဆမ်းဘူးလားရှင်အင်းကြီးကြီးတွေကသူနဲ့လည်းမတော်ဘူးမျက်မှန်အမေကြီးကလည်းတတ်ထားလိုက်ရသေးတယ်အယုတ်မဆိုးဆိုးအောင်ဟုပြောလျင်မောင်ထွန်းမြတ်ကစဉ်းစားနေတော့အတန်ပြင်း ူကြည့်တော့ဘယ်သူမျက်နှာနဲ့တူတယ်လို့လို့နေ။သူနဲ့တူတဲ့။သူနဲ့ဘယ်သူနဲ့တူလို့တော့။မျက်နှာပြောပါလေ။အဲ့လေ။မျက်နှာပါဖြစ်တယ်လေရှင်။ဘယ်သူနဲ့တူလို့လဲ။ဘယ်သူနဲ့ရဲလို့မဟုတ်ပါဘူး။ကဲမိမိလက်ဖက်ရည်တောက်ကြစို့။ဒီနေ့ဖပြခဲ့တဲ့အပိုင်းကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကောင်မောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့တလုံးတော်ဝပြည့်စုံနိုင်ကြပါစေခင်ဗျာ